ဲကမလဲဥမာခီးထွက်တယ်ဆိုတာကကိုယ့်ရဲ့ကျမရေရောစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအကုန်စစ်စစ်တာအကုန် access ဟောဘလို့ကွာစောင့်မွေးဆက်လိုက်တာပေါ့ကွာเนาะကျွန်တော်ပြောတော့ပတ်လာမလို့ပေါ့နော်ဟိုဘယ်လိုပြောမလဲကွာဟိုမင်းဘယ်လောက်ကြန့်ခိုင်လဲမင်းတောက်ဘယ်လိုဘယ်လိုဖြစ်ဘယ်လိုမျိုးနိုင်ငံထဲမှာဖြစ်တဲ့ခက်ခဲတွေဘယ်လိုကြော်ဖြတ်မလဲမင်းတောက်တဲ့ဘယ်လိုသွားမလဲဥမာ transit 3ခုလောက်ညသွားကြည့်တယ်လေငွေဥမာပြတာပေါ့နော် ဟိုမြန်မာနိုင်ငံနေပြီးယူရိုကိုသွားမယ်ဥမာအမေရိကကိုသွားမယ်ဆိုရင်မြန်မာပြည်ကနေထိုင်ထိုင်ကနေပြီးတော့ကိုရီးယားကိုရီးယားနေတဲ့ဆင်မှာဟိုဘက်ကိုကျွန်တော်တို့ US ကိုသွားမယ်တခါလေ US က local ပြန်ကွင်းပြူမယ်ဒါခီးသွားတယ်ဆိုတာပြဿနာပေါင်းများစွာကိုရင်းဆိုင်ကြော ဖြတ်ရင်းနေတောင်ယုံတိုင်ဝါအသိမွားလေးဖြစ်သွားပြီကျွန်တော်ဆိုလည်းအများကြီးကြုံရတခါလေလင်းနေလက်မှတ်တွေပါအမေရိကမှာတော့လေလက်မလွဲခဲ့တာလို့ညနေသွားမယ်ထင်တာပေါ့နော်မနေ့ကလေရင်ထွက်သွားပြီဟာတခါမှကိုတလောက်ထွက်နေတယ်သွားနေတဲ့လူတော့မှ ရင်ချိန်လွဲလွဲပြီးအောင်လွဲတယ်ပေါ့နော်အဲ့မှာနေသူတို့ကတော်တော်ဒုက္ခရောက်ခဲ့တာကြီးပေါ့နော်၃ရက်၄ရက်လောက်ကတော့တိုင်နေပတ်တိုင်နေငုတ်တွေပြောက်ပါမှလုတ်မရစိတ်တွေလည်းကြာဟာငါလက်ခွန်းတောင်းနေမိလားမသိဘူးလေကိုရကကြတော့ဟိုကိုကကြတော့ဟိုနေမနေခြင်းဘူးလေအဲ့မှာအဲ့မှာလည်းမနေခြင်းဘူးကိုကမိသားစုနဲ့ပဲကိုကနေတာဟိုဟိုကိုမိသားစုနဲ့ပြန်တွေ့ကျင်တာဆိုတော့ပြန်ကျင်တာအဲ့မှာတဖက်တော့တောင်းတင်သွားသေးတယ်မအများကြီးပဲအေးပြက်တာဆိုတာကအသေးပွားပေါ့နော် အားတွေကြုံရမလဲဆိုတော့ခုနပြောသလိုပေါ့ကွာဟိုသူ့နိုင်ငံရဲ့ဟိုဘက်ကကိုကကျူနေလေးလာတယ်ကွာဟိုမှာရာသီဥချင်းနေနေတာနော်ကိုကဘာတွေတည်သွားမှာလဲဥမာကိုကိုဖြစ်တဲ့ဥမာယောဂါတွေပေါ့ကွာအဲ့တော့ဟိုဘက်မှာဆိုအစားတတ်ပြဥမာဘယ်လီပါပါလီဆိုရင်သူကပါလီဘယ်လီလို့သုံးတာကွာအင်းအများစုကျွန်တော်တို့ကဝမ်းပြက်ခောက်ပြက်သွားသေးတယ်တော့ဆီးဖူးတွေရသွားတိတ် လက်ထဲမှာမပါဘူးသူကလူအများနဲ့လောက်တာကိုတော့ခုဒီတိုးဆိုရင်လေသူကမြန်မာပြည်ကဆိုတော့ဘလောက်မှမရှိပါဘူးเนาะ၈၀၀900ပေါ့เนาะဒါပေမဲ့တခြားနိုင်ငံတွေပါပေါင်းလိုက်ရင်ကျွန်တော်ဒီနာလူတွေကဟိုဆက်ဝင်တွေကຢာကြော်သွားတာပေါ့เนาะအဲ့မှာသူ restaurant တစ်ခုကိုစီစဉ်ပြီဆိုရင်အဲ့ဒီအဲ့အဲ့အကုန်လုံးတက်စားဆိုတော့ဘာပြောကွာဟိုလိုပေါ့ချိုးတင်ပြင်ဆင်ထားတဲ့ခါကျတော့မလက်ဆက်ဘူးပေါ့เนาะရင်နာရဖြစ်ရင်ပြင်မယ်အဲ့မှာအဲ့စားတဲ့ဆရာဝန်တွေတော်တော်များများကဘိုင်းအောင်ကြတယ်ဆိုတော့ပြောတယ်ပေါ့เนาะဟိုဒါပေမဲ့ခွင့်ပြလို့အစိုးရတော့မဟုတ်လိုက်ဘူးပေါ့เนาะဒါဒါတွေကဒါအသေးသေးမွမ်းမွမ်းလေးတွေပေါ့ ဟိုစိတ်ရောက်တယ်ဘယ်လိုလုပ်မလို့ကွာအမငယ်ဝယ်မထားတော့သိပြီမဆန်နေကုန်ပြီပေါ့နော်အများကြီးပဲအများကြီးပဲဟိုပြပြမယ်ဗျာစီးလေးတစ်ချောင်းထိုးတာနဲ့ဟိုဟာ7000လောက်ကျွတ်သွားတာရှိတယ်နိုင်ငံခြားမှာကွာဘာမှဟိုတရားနိုင်ငံကကိုကိုအတွက်ကဘာမှအမငယ်ချက်မရှိဝယ်ထားတာမရှိဘူးလေဟိုခီးထွက်တယ်ဆိုတာအရန်ကို risk နဲ့ယူရတယ်အေးပြတ်တာဆိုတာတတ်သေးသေးလေးပေါ့နော်ကျန်တဲ့ယောဂါတွေကြီးပေါ့အများကြီးပဲကျန်တဲ့ဟာတွေအများကြီးပဲအများကြီးပဲဟိုအများကြီးကြုံရမှာလေ အဲ့လိုကြောင့်မှတစ်ခါလေဆိုကျွန်တော်ဆိုလေခီးသွားတဲ့ကြောင့်ရှင်းမှာပြောပါတယ်ဟိုဟိုအိတ်ကမားပါသွားတာတော့အိတ်ကစားလို့ဟာတိုးဟာအဲ့ကြုတ်နေသွားလဲပို့ဆိုတယ်အာပါဟာကောက်ဆွဲသွားတာတော့အားအဲ့ဒါဆိုနေရသွားလောက်နေမှာကိုယ့်အိမ်ပြန်လာလဲတာဟိုတယ်မှာဆိုသူများအဲ့အဲ့လိုအဲ့လိုမျိုးတွေပေါ့အိတ်ကမားယူသွားတာလေလို့နောက်တစ်ခါကျတော့အိတ်ကချက်သူးမှာတော့ပြန်မရောက်လာတာဟာအများကြီးပဲအများကြီးပဲဟိုပြောရင်လည်းအများကြီးပေါ့နော်ခီးသွားတဲ့တွေ့ကြုံရောအများကြီးပဲဒါပေမဲ့ ကြုံတော့တော့ပြပြမှာပေါ့နော်အရင်ပြတာထက်ကိုအဓိကဟိုကျမ်းမာရေးပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကိုဆန်းစစ်တာဟိုနိုင်ငံထွက်လိုက်တယ်ဆိုတာကြောက်ထက်တော့ပူရောင်ကောင်းသေးတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ဒီမင်းများဝေးလေပူကောင်းနေပူတိလေပေါ့နော်ကိုချောင်းကိုပူတိလေပေါ့ဟိုအဲ့ဒါအဲ့ဒါလေးအတွက်ပါဒါတော့ခီးထွက်စေခြင်းနဲ့လူငယ်တွေလည်းထွက်ပါပေါ့နော်ဟိုအတွေးတွေမြင်တွေပြောင်းလာနိုင်တယ်ပေါ့နော်ကျွန်တော်တို့ယူဆတွေပေါ့နော် ။ဟောမြင်မြင်လေသူများနိုင်ငံဘယ်လိုဖြစ်နေပြီ။ဟာဒီကိုတွေဘယ်လိုလုပ်နေလဲ။ခီးထွက်တဲ့သူတွေကပို့ပြီးတော့သူများတဲ့ဆိုင်စီးပွားရေးလုပ်ရင်အမြင်ပိုကျတယ်လေ။ဒီကောင်နဲ့ဒီနိုင်ငံတွေမှာမဒါတွေခက်စားနေတယ်။မြန်မာပြည်ငါတို့ရှင်ရောက်လာမယ်။အဲလေလေဘယ်တော့ငါတို့ဘာလိုက်ပြင်ဆင်ထားမလဲ။အဲ့လိုလေးတွေပေါ့လေ။အဲ့ဒါလေးတွေပေါ့။သိထားတဲ့နေပေါ့နော်။ခီးကထွက်ရမှာပဲ။အေးပြက်တာပြက်တာပဲ။ထွက်ရမှာပဲပေါ့နော်။ဥပမာပြပြတာ။